ချမ်းခံရေးပါတီလိုသူ့ရဲ့ဥက္ကရာလို လူမျိုးကဒီနေ့တိုင်းပြည်မှာဖြစ်နေတဲ့တော်ဒီပြဿနာတွေပဏိပကတွေဟာအောင်ဆန်းစုကြည်ရှိနေလို့ဖြစ်နေတာပါဆိုတဲ့ဟာမျိုးကိုနှလုံးပိုက်ပြီးတော့အန်လေဒီပါတီကမရှိတော့ပါဘူးလို့ပြောနေတာဒီဆိုတာတွေဟာဘလို့နည်းထဲမှာဒီကြံ့ခိုင်ပါတီဥက္ကရာဥက္ကင်ပြောတယ်ကျွန်တော်တို့ကတိုင်းပြည်ကိုအုပ်ချုပ်ဖို့အစဉ်သေးဖြစ်နေပါပြီเนาะဒီနေ့ဖြစ်နေတဲ့နိုင်ငံရဲ့ပဏိပကတွေကို ဟုတ်လားအရှုံရှင်းတွေကိုဖြည့်ရှင်းဖို့အတွက်ကျွန်တော်တို့စီမံချက်တွေရှိနေပါပြီဒါလိန်တာပြည်သူလူထုတွေခင်ဗျားတို့ကို ခီးလိန်နေတာအဲ့တော့အဲ့ဒီအရှိကိုအရှိတိုင်းအမျိုးအမြင်တိုင်းကဘာလဲဆိုတဲ့အခါကျတော့ဒီနေ့လက်ရှိအာနာသိန်းတဲ့စစ်တပ်ကတရားမဝင်ဘူးယူရီးစီယာတရားမဝင်ဘူးရွေးကောက်ပွဲကတရားမဝင်ဘူးအတင်း ကာယောရသမျှနီလန်းပေါင်းစုံနဲ့လုံနေရတယ်ဆိုတာကိုလက်တွေ့နိုင်ငံရေးရမခံယူနိုင်ဘူးနော်လက်တွေ့နိုင်ငံရေးရမခံယူနိုင်ဘူးအဲ့လိုမခံယူနိုင်တဲ့အပြင်ကိုအဲ့ဘောဗျာအဲ့လိုမခံယူနိုင်မှုရဲ့နောက်မှာပေါ့နော်ရိုးရိုးတသားပဲကျွန်တော်တို့ဆက်ပြီးတော့စဉ်းစားကြည့်ပေါ့ဟုတ်လားဒီနေ့တိုင်းပြည်မှာဖြစ်နေတဲ့ပဏိပခာခုနကကျွန်တော်ရဲ့ သူတို့ခုနပရမမေးခွန်းမနော်ပြတ်နိုင် NLD ပါတီပြတ်သွားပြီဆိုတာတကယ်ပဲလားဆိုတော့နောက်တဲ့ဒုတိယမေးခွန်းနော်ဒုတိယမေးခွန်းဆက်ပြီးတော့နေသွားပြီးတော့ကျွန်တော်ပရမမေးခွန်းစီပြန်သွားကြတော့အဲ့တော့ဒုတိယမေးခွန်းကဘာလဲဆိုတော့ဒီတိုင်းပြည်မှာဒေါ်အောင်ဆန်းစုကြည်နဲ့ဟုတ်လား NLD ပါတီရှိနေတဲ့အတွက်ကြောင့်မလို့ဒီနေ့လို့ဒီလောက်အထိပဏိပခါတွေဖြစ်နေတာဖြည့်ရှင်းလို့မရတာဆိုပြီးတော့ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာထားတဲ့အမုန်းတရားတွေ နော်မုံတရားတွေမနာလိုမှုတွေနော်ဒါတွေဟာခဏဟိုမပြောလဲမြည်နေရတယ်မပြောလဲမြည်နေရတယ်နော်အဲ့တော့ဒါတွေဒီဥစ္စာကိုလည်းကျွန်တော်တို့တေချာပြန်ပြီးတော့စဉ်းစားကြည့်အောင်နော်ဟို1962ခုနှစ်ကစစ်တပ်ကတိုင်းပြည်မှာအာဏာသိမ်းတာဒေါန်ဆန်းစုကြည်ရှိလို့လား LRD ပါတီအဲ့ဒီအချိန်မှာရှိထားပြီးွားကြီးလားဒေါန်ဆန်းစုကြည်ကြောင့်အာဏာသိမ်းလိုက်တာလား 唐哥啊，可能是雷乌蛋叶开啊哦，唐山手叫我没了。啊，老他妈叶开啊哦，唐山手机找没了。给，明白不？啊，唐哥啊，现在是叶开撇了。唐哥现在是叶开撇的哦，唐山手机找没了。俺那里把的找没了。这那对的老头，唐哥现在是叶开撇的，听啊，唐山手机来没？新的又来了，好来不啦？ အန်လေဒီပါတီလည်းမရှိသေးဘူးလေကဲရှင်းတဲ့ရှင်းအရေးကင်းပြီးတဲ့အခါကျတော့မှရေကောက်ပွဲလုပ်ပေးမယ်ဆိုလို့ဟုတ်လားအန်လေဒီပါတီပေါ်လာတယ်ဟုတ်လားဒေါန်သန်းစုကြည်ပေါ်လာတယ်1988အရေးကင်းကြီးနဲ့အတူဟုတ်အဲ့တော့မှပါတီဖွဲ့တာအဲ့တော့မှဒေါန်သန်းစုကြည်ဆိုတာရဖြစ်တာလေဗျာအဲ့တော့ဒေါန်သန်းစုကြည်ဆိုတာရဖြစ်တော့လေဒေါန်သန်းစုကြည်ကရေကောက်ပွဲတော့မဝင်ရဘူးဖမ်းပြီးတော့အိမ်အခြေချုပ်ထားထားလိုက်တယ်ဟုတ်လားအာလွတ်တာလွတ်တဲ့ရက်ကနည်းနည်း အင်ဂျယ်ချုပ်ထားရရက်ကများများအဲ့တော့ဒီရေကောက်ပဲပြီးလို့ NLD ပါတီကနိုင်တဲ့အခါကျတော့လေဒေါ်အောင်ဆန်းစုကြည်ကိုအင်ဂျယ်ချုပ်ထားရုံနဲ့မဟုတ်ဘူးပါတီရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ဦးတင်ဦးဟုတ်လားအခြားပါတီရဲ့ထိပ်တန်းခေါင်းဆောင်တွေထောင်သွင်းအချင်းချတယ် ဟုတ်လားဒီမျိုးစုံနဲ့အမျိုးမျိုးနှိပ်စက်ညှင်းပန်းနေအဲ့ဒီအတွက်ကြောင့်မလို့တိုင်းပြည်မှာရှားပါတဲ့ခေါင်းဆောင်တွေတော်တော်များများထောင်ထဲမှာတည်ကုန်ကြတယ်မဟုတ်ဘူးလားလူငယ်တွေတော်တော်များများထောင်ထဲမှာတည်ကုန်ကြတယ်မဟုတ်ဘူးလားရေကောက်ဘွယ်ကြီးပြီးလို့ NLD ပါတီကနိုင်တဲ့အခါကျတော့ဘာနိုင်ငံရေးသဘောတူညီချက်မှမရှိလို့ဘာဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှမရှိလို့ဆိုပြီးတော့အောင်ဆန်းစုကြည်ကိုအင်အကျဲချုပ်မှထားပြီးတော့ တိုင်းပြည်မှာရှားပါတဲ့လူတော်လူသက်တွေပညာရှိတွေပညာရှင်တွေခေါင်းဆောင်ခေါင်းတွေကို ထောင်သွင်းပြီးတော့နှီးမျိုးစုံနဲ့နှိပ်စက်နှင်းပန်တက်ဖြတ်လာခဲ့တာစစ်တပ်နော်နှီးမျိုးစုံနဲ့နှိပ်စက်နှင်းပန်တက်ဖြတ်လာခဲ့တယ်အဲ့တော့အဲ့လိုမျိုးထားပြီးတော့ကိုကအပြင်မှာ တရားဝင်အာဏာကြီးသုံးရက်ကိုဟုတ်လားဦးတန်းရှင်တို့ဒီစစ်ဘုရုပ်အဖွဲ့တွေကြိုက်တယ်လို့ခြေလေချိုးကင်ပြီးတော့ တိုင်းပြည်ကိုနှိမ့်20အုပ်ချုပ်ခဲ့တာအောင်ဆန်းစုကြည်မှာဘာမှလုံပိုင်ခွင့်မရှိလို့ဘာမှလည်းမလုံနိုင်ဘူးเนาะအောင်ဆန်းစုကြည်မှာဘာမှလုံပိုင်ခွင့်ရှိမရှိလို့ဘာမှမလုံနိုင်လို့ NLD ပါတီကြီးကလည်းဘာမှတိတိပပလုံနိုင်ခဲ့တာမဟုတ်ဘူးเนาะတကယ်တကယ်လုံနိုင်တာတကယ်တကယ်လုံသွားတာက စစ်တပ်စစ်တပ်ပဲလုံတာ အဲ့တော့ဒီဒေါ်ဆန်းစုကြည်ကိုတို့အပါဝင်အခြားကောင်းဆောင်တွေအခြားအတိုက်ခံတွေအကုန်လုံးထောင်သွင်းအချင်းချပြီးတော့ကိုယ့်ဟန်နဲ့ကိုယ်စိတ်တိုင်းချတွေလှုပ်လာပြီးတော့အေးငါတော့ပိုင်ပြီကွာဆိုပြီးတော့ဟုတ်လား2008ဖွဲ့စည်းပုံအခြေခံဥပဒေနော်လွတ်လပ်စွာရေးဆွဲတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေလည်းမဟုတ်ဘူးလူမှုလူဒန်းစားအသီးသီးတကယ်ဟိုတိုင်းသားဟုတ်လား လက်နဲ့ကင်ဆိုလက်လက်နဲ့ကင်အဖွဲစီတကယ်လို့လဲပါဝင်တဲ့ဟာတွေမဟုတ်ဘူးသူတို့ပြောတဲ့ဟောင်းနားထောင်တဲ့နားထောင်မဲ့လူတွေကိုကြိုးစည်းပွားရတက်လာတဲ့ဝါလိုကိုကန်လိုတက်လာဒီလိုသူတို့ဟာနဲ့သူတို့နောက်ဆုံးကြိုက်တယ်လို့ရေးဆွဲပြီးတော့လောက်တာထမ်းလိုက်တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးမှာငါတို့တော့ပိုင်ပြီဆိုပြီးတော့မှဟဟလာအတွင်ကူးပြောင်းရေးကအတွင်ကူးပြောင်းရေးဆိုပြီးတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကနေပြီးတော့ အန်လေဒီဝင်မပြိုင်နဲ့ရွေးကောက်ပွဲမှာကြမ်းခိုင် အာနာရလာခဲ့တာမဟုတ်ဘူးလားဟမ်အဲ့ဒါဘယ်နဲ့ကြောင့်မလို့ခနာတို့ဒီ sorry ပြောနော်အဲ့ဒါဆိုဘယ်နဲ့ကြောင့်မလို့ဒီကြမ်းခိုင်ပါတီကြီးကဒီလိုမျိုးမတွေးခေါ်နိုင်ပဲနဲ့အခြေခံကြကြမစင်းစားနိုင်ပဲနဲ့ဟုတ်လားအောင်ဆန်းစုကြည်ရှိနေလို့တိုင်းပြည်မှာဒီနေ့လိုပြဿနာတွေဖြစ်နေတာပြဿနာတွေတက်နေတာအောင်ဆန်းစုကြည်ဟာ တရခံပဲဆိုတဲ့အမြင်ကိုဘာကြောင့်မလို့ဒီကြံ့ခိုင်ပါတီရဒီအမြင်လေးကိုရင်ထဲမှာပွေဖက်ထားပြီးတော့အဘုံတရားတွေလောင်ကျွမ်းနေတာလေနော်ဒါကဟိုအောင်နေခုနကျွန်တော်ပြောသလိုဒီနေ့အောင်ဆန်းစုကြည်ရှိနေလို့နေဒီပြဿနာတွေနေရှိနေတယ်လို့ဟိုပြောတယ်ဆိုလို့အဲ့တော့အောင်ဆန်းစုကြည်တိုင်းပြည်မှာတကယ်ဟိုနေအုတ်ချုပ်လို့ရတာ တကယ်တိုင်းပြည်ကိုအုပ်ချုပ်သွားတာ9နှစ်ပဲဟုတ်လား2015နှစ်2020 9နှစ်ပဲအချိန်ရအင်းအချိန်တက်တန်းလေးရှိလိုက်တယ်တိုင်းပြည်မှာဒီနေ့နှစ်ပေါင်းများစွာအုပ်ချုပ်တာဘယ်သူလဲစစ်တပ်နော်အဲ့တော့အောင်ဆန်းစုကြည1988ပြန်မလာခင်အောင်ဆန်းစုကြည်ရဲ့လို့မဖြစ်ခင်မှာ1962ကနေ1988အထိတိုက်ပြီးအုပ်ချုပ်တာဘယ်သူလေလဲဒီစစ်တပ်နဲ့စစ်ပေါင်းမီချွတ်တွေပဲမဟုတ်ဘူးလား ဲ့တော့အဲ့ဒီဂျားကာလာ1962ကနေ1986 6နှစ်တာဂျားကာလာမှာဖြစ်ခဲ့တဲ့တိုင်းပြည်ရဲ့နိုင်ငံရေးစီးပွားရေးပြည်ထနာပေါင်းမျိုးစုံအထွေထွေကိုဘသူကတာဝန်ယူမှာအောင်ဆန်းစုကြည်လားအောင်ဆန်းစုကြည်ကတာဝန်ယူပေးရမှာလားတာဝန်ခံပေးရမှာလားဘသူကတာဝန်ယူပေးမှာလဲဘသူကတာဝန်ခံပေးမှာလဲကျွန်တော်တို့ပြည်သူတွေအကြောင်းအရာတစ်ခုကိုရှင်းရှင်းလင်းလင်းစဉ်းစားဖို့လိုတယ်နော် ကဲ1988ကနေပြီးတော့အခု2010အထိယူဟုတ်လားနှစ်ပေါင်း20ကျော်ကြာဖြစ်ခဲ့တဲ့ကိစ္စမှာရောဘယ်သူကတာဝန်ယူမှာဘယ်သူကတာဝန်ခံမှာဒီတိုင်းမှာဖြစ်ဖြစ်ခဲ့တဲ့ဖြစ်နေတဲ့နိုင်ငံရေးပြဿနာတွေစီးပွားရေးပြဿနာအောင်ဆန်းစုကြည်အောင်ဆန်းစုကြည်ကအိမ်ထဲမှာအကျယ်ကျုံးတဲ့နေရာလေဗျာခင်ဗျားတို့တက်လို့တေွားတဲ့ NLD ပါတီခေါင်းဆောင်တွေ NLD ပါတီအဖွဲ့ဝင်တွေနဲတာမှမဟုတ်တာဟုတ်လားအဲ့တော့ဟိုခင်ဗျားတို့တက်လို့တေတဲ့ တီသူတွေကနဲတာမဟုတ်နိုင်ငံရေးပါတီတခုရဲ့အတိုက်ကံခေါင်းဆောင်တွေအဖွဲ့ဝင်တွေဟုတ်လားလုတ်လုတ်ခမလုတ်ချင်လို့လုတ်ခဲ့ပြီးတော့အာတကားဖွင့်တဲ့အချိန်အတွင်ကူပြောင်းရင်ကာလာရောက်တဲ့အခါကျတော့ဟုတ်လားအာချေအေးရေးဟုတ်လားနောက်ကျောင်းပြန်ပြီးတော့ဟိုနောက်ကျောင်းပြန်ဥပဒေနဲ့ဟိုတရားဆွဲလို့မရရေးအာဟိုအမြေကိုကိုကိုကျတော့တိတ်ချစ်တတ်တယ်နော်နော်ခိုးချင်တိုင်းနေခိုးတတ်ချင်တိုင်းနေတတ်လုတ်ချင်တိုင်းနေလုတ်ပြီးတော့ဟုတ်လားသူများကိုအာနာလေး ်ခွဲပြီးရမယ်အချိန်ကြတော့ကိုယ်ပြန်တက်မှကြတော့ကြောက်တယ်ကိုယ်ထောင်ထဲပြန်ထဲမှကြတော့ကြောက်တယ်ဟုတ်တယ်ဗလားအဲ့လိုဖြစ်နေတာဗလားခင်ဗျားတို့စိတ်တိုင်းမှာမလုံးကြုံနေဗျာဟုတ်တယ်ဗလားဥပမာခင်ဗျားတို့ရတဲ့လာစားဗျာတလောက်အိုက်ခေကဆိုထား1995ခင်ဗျားတို့တသိမ်းမြမငွေအဲ့အချိန်ကငွေနဲ့တလောက်တသိမ်းပေးလိုက်မယ်ဒါပေမဲ့ခင်ဗျားတို့ပိုင်ဆိုင်ထားတဲ့ဟာတွေကအဲ့တသိမ်းထက်ဟမ်အစာပေါင်းတန်းလောက်ပူတယ်လေဗျာခင်ဗျားတို့အဲ့ပစံအဲ့ဒါတွေဘယ်လိုဘယ်ရဘယ်လိုရလဲ ဟမ်အဲ့ဒါတွေဘယ်ရမလို့ရလဲဟုတ်တယ်ဗလားထားပါဒါတွေကဟို စကားလမ်းကြောင်းနေလွဲွားမှာဆိုလို့နော်အဲ့တော့အောင်ဆန်းစုကြည်ရှိနေလို့ဒီနေ့လို့ဒီပြဿနာတွေဖြစ်နေတယ်ဆိုတော့အမြင်မျိုးနဲ့နှလုံးထွေးပိုင်မှုမျိုး ရှိနေတဲ့ဒီနိုင်ငံရေးပါတီနဲ့ဒီနိုင်ငံရေးခေါင်းဆောင်တွေဒီပါတီရဲ့ခေါင်းဆောင်ဒီချန်ခံရေးပါတီနဲ့ချန်ခံရေးပါတီရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ဥက္ကင်ပါဝင်အခြားလူတွေနော် အဲ့လိုမျိုးအခုခံမျိုးရှိနေတဲ့နှလုံးသားနဲ့ခမားတို့တိုင်းပြည်မှာဒီနေ့ဖြစ်နေတဲ့နိုင်ငံရေးပဏိပခနိုင်ငံရေးပြဿနာကြီးကိုဘလို့နီးလန်းမျိုးနဲ့မှန်မှန်ကန်ကန်ချင်းကန်နိုင်ပါလေဟုတ်ရဲ့ဗလားဘလို့နီးလန်းမျိုးခမားတို့စီမှာဆန္ဒဆွဲတွေလည်းရှိနေတယ်ဗျာဆွဲတွေလည်းရှိနေတယ်မောဟဆွဲတွေလည်းရှိနေတယ်ဒေါသဆွဲတွေလည်းရှိနေတယ် အစွဲလေးပါနေခင်ဗျားတို့ရဲ့ဒီအမြင်ကမကင်းဘူးအဲ့တော့အဲ့ဒီအစွဲလေးပါတွေကနေမကင်းတဲ့အမြင်မျိုးရှိနေတဲ့ပါတီနဲ့အဲ့ပါတီရဲ့ခေါင်းဆောင်တွေကဒီနေ့တိုင်းပြည်မှာဖြစ်နေတဲ့ပဏိပခကိုဘလို့နီလန်းမျိုးနဲ့မှန်မှန်ကန်ကန်ချင်းကပ်ပြီးတော့အပြေရှာနိုင်မလဲနော်အဘလို့နီနဲ့မှအပြေမရှာနိုင်ဘူးဘလို့နီလန်းမျိုးနဲ့မှအပြေမရှာနိုင်ဘူး ဟုတ်တယ်နော်အဲ့တော့ကဲဒေါအောင်သန်းစုကြည်ရှိနေလို့တိုင်းပြည်မှာဒီနေ့လို့နေပြဿနာတွေဟုတ်လားနေဖြစ်သွားတယ်ဘာညာပြောဆိုခုနကကျွန်တော်တို့ပထမဟုတ်လားအပိုက်ကဲမေးခွန်းပြန် NLD ပါတီပြတ်သွားပြီလားတကယ်ပဲလားဆို NLD ပါတီကဘလို့ပြတ်เสียအကြောင်းရှိမလဲဗျာဟုတ်တယ်ဗလားနှစ်သူစီမှာဒီနေ့အချိန်ထိ နိုင်ငံတကာရဲ့အတိမဲ့ပြုမှုလည်းရှိတယ်ပြည်သူလူထုရဲ့အတိမဲ့ပြုမှုလည်းရှိတယ် 2020ရေကောက်ပွဲရမဲအများစုမဲအများနည်းနဲ့အနိုင်ရတဲ့ဒီတရားဝင်မှုလဲသူစီမှာ ရှိနေတယ်။အဲ့တော့တရားဝင်မှုလဲရှိတယ်ပြေရင်းပြေပအတိမဲပြုမှုနဲ့ထောက်ခံမှုလည်းရှိတဲ့နိုင်ငံရေးပါတီကြီးတစ်ခုကိုတရားမဝင်အာဏာသိမ်းထားတဲ့စစ်တပ်ကဖွဲ့စည်းထားတဲ့ UEC နဲ့သူဒီတရားမဝင်တဲ့အဖွဲ့အစည်းနဲ့တရားမဝင်တဲ့ UEC ကကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကြီးမှာ ဝင်ရောက်ရှင်ပြိုင်ကြမယ်ဒီနိုင်ငံရေးပါတီတွေကဟုတ်လားကြမ်းခံရေးပါတီလို သူ့ရဲ့ဥက္ကဋ္ဌလို လူမျိုးကဒီနေ့တိုင်းပြည်မှာဖြစ်နေတဲ့တော့ဒီပြဿနာတွေပဏိပကတွေဟာအောင်ဆန်းစုကြည်ရှိနေလို့ဖြစ်နေတာပါဆိုတဲ့ဟာမျိုးကိုနှလုံးပိုက်ပြီးတော့ NLD ပါတီကြီးကမရှိတော့ပါဘူးလို့ပြောနေတာဒီဆိုတာတွေဟာ ဘလို့နီးထဲမှာဒီကြံ့ခိုင်ပါတီဥက္ကရာဥကင်ပြောတယ်ကျွန်တော်တို့ကတိုင်းပြည်ကိုအုပ်ချုပ်ဖို့အစင်သေးဖြစ်နေပါပြီနော်ဒီနေ့ဖြစ်နေတဲ့နိုင်ငံရဲ့ပဏိပခတွေကိုဟလာအရှုံရှင်းတွေကိုဖြည့်ရှင်းဖို့အတွက်ကျွန်တော်တို့စီမံချက်တွေရှိနေပါပြီဒါလိန်တာပြည်သူလူထုတွေခင်ဗျားတို့ကိုခီးလိန်နေတာခင်ဗျားတို့ကိုကြံ့ခိုင်ပါတီကလိန်နေတာနော်အဲ့တော့အဲ့ဒီလိန်နေတဲ့လူတွေရဲ့တမိုင်းကြောင်းတွေကိုလည်းကြည့်လိုက်ရော အကုန်လုံးဘောင်းမီချွတ်တယ်ကြီးပဲနော်သူတို့ကပြောတာသူတို့ကပြောတာတိုင်းပြည်ရဲ့ဒီနေ့ပဏိပခါကိုသူတို့တည်စီမံချက်ရှိကဲသူတို့ပဲပြောတာလေဗျာသူတို့စစ်ဖို့စစ်သားတွေ DSA ဘိုတင်တန်းတက်တဲ့ ODS တက်တဲ့တင်တန်းကို နိုင်ငံတော်ပတ်စံကို စားပြီးတော့3နှစ်5နှစ်ကနာတို့တွေတက်လာခဲ့ကြတယ်နိုင်ငံတော်ပတ်စံကို စားပြီးတော့ကနာတို့ပဲပြောတာအောက်ခြေကနေအစင်းစင်းငါတို့စစ်ဖို့ကြုတ်တွေကအောက်ခြေကနေအစင်းစင်းတက်လာတယ်လို့ကနာတို့ပဲပြောတာနော် ကဲကျွန်တော်အခုနှစ်ပေါင်း30ဟုတ်လားတမတော်ထဲမှာတာဝန်တွေထမ်းဆောင်ကြတယ်နော်နှစ်ပေါင်းများစွာကျွန်တော်တိုင်းပြည်ကိုအုပ်ချုပ်လာကြတယ်တိုင်းပြည်ရဲ့ပြဿနာဘာလဲတိုင်းပြည်ရဲ့ပဏိပကဘာလဲကျွန်တော်မသိဘူးလားကျွန်တော်မသိဘူးလားမသိတာလည်းဖြစ်နိုင်တယ်ဘာကြောင့်မသိလဲကျွန်တော်မှာအာဂရိတရား၄ပါးကျွန်တော်ရဲ့နှလုံးသားထဲမှာဆွဲကပ်နေတယ် ခင်ဗျားတို့ကိုယ်တိုင်ပဲခင်ဗျားတို့ပဲလုံနိုင်တယ်ခင်ဗျားတို့ပဲလုံတတ်တယ်ခင်ဗျားတို့လုံမှပဲအစဉ်ပြေမယ်ငါတို့ငါတို့စစ်သားတွေငါတို့စစ်ဗိုလ်တွေကအကုန်သိတယ်အုပ်ချုပ်ရေးစွမ်းရည်စီးရေးစွမ်းရည်နိုင်ငံရေးစွမ်းရည်စီးပွားရေးစွမ်းရည်အမြင်တွေပေါ့ဗျာစွမ်းရည်ဟိုဟာဒီဟာတွေ ကျွန်တော်တို့ပဲအကုန်လုံးတတ်တယ်နိုင်ငံမှာရှိတဲ့ဌာနဆိုင်ရာတွေအကုန်လုံးမှာလဲဝင်းကြီးတွေမှန်သမျှညွန်ချုပ်တွေမှန်သမျှညွန်မှုတွေမှန်သမျှကျွန်တော်တို့ယူနီဖောင်းချုပ်တွေကြီးပဲနော်ကျွန်တော်တို့နေနိုင်ငံရဲ့နေရာတကာကိုလှဲ့လှယ်ပြီးတော့တာဝန်ထမ်းတာဝန်တွေထမ်းဆောင်လိုက်ခဲ့ကြတယ်ခင်ဗျားတို့လောက်တိုင်းပြည်ရဲ့ပြဿနာတိုင်းပြည်ရဲ့ပဏိပခါကိုမသိတဲ့သူ နားမလဲတဲ့သူဘယ်သူမှမရှိဘူးခင်ဗျားတို့သာအတိဆုံးခင်ဗျားတို့သာအတက်ဆုံး ဒါပေမဲ့အဲ့လိုတီးတဲ့တက်တဲ့လူတွေဒီနေ့မြန်မာနိုင်ငံကြီးကိုဒီနေ့အထိအုပ်ချုပ်နေတာမြန်မာနိုင်ငံကြီးကကုန်းကောက်ဆရာမရှိုံနဲ့မဟုတ်လူမျိုးလဲပြောက်ဘာသာလဲပြောက်ဘာသာဆိုရင်အရေးကြီးဘာသာကိုဖြည့်လို့ဟမ်မြေပုံလဲပြောက်ပြောက်ချင်းမလားအကုန်လုံးပြောက်သွားတာအောင်ဆန်းစုကြည်ကြောင်းလားအန်လယ်ဒီပါတီကြောင်းလားအဲ့တော့အောင်ဆန်းစုကြည်နဲ့အန်လယ်ဒီပါတီကိုခင်ဗျားတို့ဒီလိုမျိုး အမည်မျိုးတွေအပြစ်မျိုးတွေပြောနေမယ်ဆိုလို့ရှိရင်ဗျာငါတို့အောင်သားစုကြည်ကိုမလွတ်ပေးခြင်းထားငါတို့ကျွန်တော်မြန်မာပြည်ထဲပြန်လာပြီးတော့ကဲတတိပုဂ္ဂလာအဖြစ်ကျွန်တော်ပြောခြင်းဟာပြောမယ်ကျွန်တော်မြင်တဲ့အတိုင်းကျွန်တော်ပြောမယ်ရမလားဝင်လာပြန်ဝင်ပြီးလှုပ်လို့ရမလားဒါမှမဟုတ်ပြည်နေမှာရှိတဲ့နိုင်ငံသားတယောက်ယောက်သူတို့ဝန်သူပုဂ္ဂလိယအဖြစ်ပါတီထောင်ပြီးသူတို့ဝန်သူလွတ်လွတ်လပ်လပ်လုံးမယ်ခမောင်းနဲ့တိုင်ပြီးတော့ပြောမယ်ရှင်ပြီးတော့စင်ပါဗျာအမေရိကန်သမရဟိုရွေးကောက်ပွဲတွေမှာစကားစစ်ထိုးသလို့ လာဥခိကနာချိုကြီးနဲ့စစ်ထိုးရဲလားစကားစစ်ထိုးမလားဒါဆိုလို့ရှိလို့ရှိရင်ဟလာစကားစစ်ထိုးပြီးတော့ပြည်သူကိုတိုင်းပြည်ရဲ့ဒီနေ့ပြဿနာဘာတွေလဲဘာကြောင့်ဖြစ်နေတာလဲဘလို့ဖြေရှင်းကြမလဲစစ်ထိုးရဲလားစကားစစ်ထိုးရဲလားကျွန်တော်ပြောတာဟုတ်တယ်ဗလားမဟုတ်ပါဘူးဒါကြောင့်မလို့ပြည်သူလူထုကိုကျွန်တော်ကဓာတ်ကိုချပြတာနော်ဓာတ်ကိုချပြတာဟလာတိုင်းပြည်ကိုအုပ်ချုပ်ဖို့အစဉ်သေးဖြစ်နေပါပြီတဲ့ ဟမ်ဒီနေ့ပဏိပကအရှုပ်ရှင်းတွေကိုဟုတ်လားဖြည့်ရှင်းဖို့အတွက်စီမံချက်တွေရှိနေတယ်ဘလို့စီမံချက်တွေလဲတော့မသိဘူးဗျတိလားဒါပေမဲ့သူတို့ရဲ့အမြင်သူတို့ရဲ့ခံယူချက်ယုံကြည်ချက်မှာကဘာလဲဒီပြဿနာတွေကသူတို့ကြောင့်ဖြစ်တာမဟုတ်ဘူးနော် တိုင်းသားတွေခွဲထွက်လို့သူတို့ကြောင့်ဖြစ်တာမဟုတ်ဘူးတိုင်းသားတွေခွဲထွက်လို့တိုင်းပြည်ကခွဲထွက်လို့ဖြစ်တာနော်နိုင်ငံထောင်ကျင်လို့ဖြစ်တာအဲသူတို့ကြောင့်ဖြစ်တာမဟုတ်ဘူးအန်လေဒီပါတီကြောင့်ဖြစ်တာ အောင်ဆန်းစုကြည်ကြောင်းဖြစ်တာဟာသူတို့ကြောင်းဖြစ်တာမဟုတ်ဘူးဘင်္ဂလီတွေကြောင်းဖြစ်တာအမျိုးသားသာတနာကျူးကျော်လာတဲ့သူတွေကြောင်းဖြစ်နေတာသူတို့ကြောင်းဖြစ်တာမဟုတ်ဘူးကျန်းခံရေးပါတီကြောင်းဖြစ်တာမဟုတ်ဘူးဟမ်စစ်တပ်ကြောင်းဖြစ်တာမဟုတ်ဘူးအဲ့တော့ဒီလိုမျိုးအမြင်မျိုးခံယူချက်မျိုးသဘောထားမျိုးရှိတဲ့လူတွေကဒီနေ့တိုင်းပြည်မှာ ရှိနေတဲ့ပဏိပခကြီးကိုဘလို့လို့ဘလို့လို့ဖြည့်ရှင်းမလဲဗျာ ။ဒါကြောင့်မလို့ဟလာဒီနေ့အခုကျွန်တော်ပြောတဲ့ပါတီများကိုစမ်းစစ်ခြင်းအမက်လောင်းများကိုအမက်လောင်းအမက်လောင်းတွေကိုစမ်းစစ်တယ်ဆိုတဲ့နေရာမှာအဲ့ဒါပါတယ်။ဥက္ကဋ္ဌဆိုစဉ်းစားကြည့်ပေါ့ဗျာ။သူ့ရဲ့ဒီကိုရေးရဆိုရင်သူ့ရဲ့ biography ကိုကျွန်တော်အရင်တော့ကြည့်ခဲ့ပါတယ်။ဟလာစီးပွားရေးနဲ့ဟလာသူတက္ကသိုလ်မှာသူပွဲရတယ်သူဟလာသူဗိုလ်တင်နိုင်ဦးနေဝင်းနေဟုတ်လားတက်တဲ့ရဲကြုံပြေဝင်းကြီးပြေဟိုဟာဒီအမအစ်မြတာဝင်းနေဟုတ်လားနေရာကအကုန်လုံးထမ်းဆောင်ခဲ့တယ်လုတ်ခဲ့တယ်လုတ်ဟိုနေ့ပြစ်ခဲ့တယ်နော် ဲ့တော့အဲ့လိုမျိုးတွေတော့လုတ်ခဲ့ဖြစ်ခဲ့ပြီးတော့မှဒီနေ့တိုင်းပြည်မှာရှိနေတဲ့ဒီပြဿနာရဲ့အရင်းခံကိုအရင်းခံတိုင်းမဟိုမမြင်နိုင်ပဲမချင်းကပ်နိုင်ပဲနဲ့အမုန်းတရားတွေနဲ့တလွဲအမြင်တွေနဲ့ဒီလိုမျိုးသဘောထားနေတဲ့နိုင်ငံရေးပါတီတွေနိုင်ငံရေးခေါင်းဆောင်တွေကဒီနေ့ကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့ပဏိပခါတွေကိုဘလို့နီးနေမှမဖြစ်ရှင်းနိုင်ဘူးဒါကြောင့်မလို့ပြည်သူလူထုတွေရောကျန်းကာရေးပါတီဝင်တွေရောနော် ကိုကိုခေါင်းဆောင်နေပြောနေတဲ့စကားကိုနှလုံးသားနဲ့မခံစားနဲ့အုံနှောင်းနဲ့စဉ်းစားကြနော်နှလုံးသားနဲ့သွားခံစားလို့ရှိရင်ခမားတို့တွေကိုဟိုဘက်ကလူတွေလိုက်ပြီးတော့ PDF တွေဟုတ်လားတတ်တဲ့အခါနော်နင်းဖြစ်တဲ့ကပြေးတဲ့ကခင်ဗျားတို့ပြန်အောင်ကြည့်တာမဟုတ်ဘူးခင်ဗျားတို့လူကြီးတွေอ่ะဟုတ်လားကျန်းကန်ရေးပါတီမှာဆိုပါလေရိုးကျွန်းကျွန်းတောင်ဝင်တန်းဆောင်တဲ့ပါတီဝင်ငယ်လေးတွေပါလေ PDF ပါဆိုပြီးတော့ လက်နေချအလင်းဝင်းခိုင်းပြီးတော့တခါတည်းသတင်းမီဒီယာတွေမှာပေါ်ပြအာတကယ်ဟိုနည်းမဖြစ်တော့ကောင်လေးတို့မန္တလေးနန်းတို့ထောင်ထဲမှာထည့်ပြီးတော့နှိမ့်ဆက်ညင်းပန်ဟိုကနောက်ဟိုနည်းထွက်ပြေးရအောင်နည်းဖြစ်ရနဲအဲ့အရာတွေကိုနည်းဖြည့်ရှင်းပေးဖို့တောင်းဝန်ခံပြီးတော့ကျန်းကျန်ရေးရလူကြီးတွေဟိုအမြင်အထည်ပြောမဲမသိတယ်အောင်ဆောင်တယ်မသိတယ်အောင်ဆောင်ဟမ်ဒီလိုပါတီဒီလိုလူမျိုးတွေကတိုင်းပြည်ကိုအုပ်ချုပ်အောင်မဲဟာကျွန်တော်တို့မထင်ဘူးပြာနော် ဟိုရွေးကောက်ပွဲကြီးရလဲအတူရောင်နေကြီးပဲရွေးကောက်ပွဲကြီးပဲဖြစ်နေတယ်ကဲအဲ့တော့ကျွန်တော်တို့နောက်ထပ်စကားတစ်ခုကိုနင်းဆက်လိုက်ကြတာပေါ့ဗျာဒီနောက်ထပ်ကျွန်တော်ပြောတဲ့ဒီ၃ခုပေါ့လားဒီတိုင်းသားတွေနော်တိုင်းသားတွေရဲ့ပြဿနာရောအောင်ဆန်းစုကြည်အောင်ဖြစ်နေရလားဟုတ်လားကျွန်တော်တို့တိုင်းပြည်မှာမြန်မာနိုင်ငံတော်ပထမမြန်မာနိုင်ငံတော်ကြီးကိုစပြီးတော့တီထောင်လာတဲ့အချိန်ကနေဒီနေ့အချိန်ထိဖြစ်နေတဲ့ပြဿနာကြီးလေဗျာဒီတိုင်းသားပြဿနာတွေဝင်ပြဿနာတွေဆိုတာဟုတ်တယ်ဗလား ဘနဲ့ဘနဲ့ကြောင့်အောင်ဆန်းစုကြည်ကြောင့်ဖြစ်ရလဲအန်လေဒီကြောင့်ဖြစ်ရလဲကဲအဲ့တော့ပြောရလဲနည်းနည်းရှည်သွားပြီဗျာနော်အဲ့တော့ညီုံးချုပ်လိုက်မယ်ဟုတ်လားအန်လေဒီပါတီပြတ်သွားပြီဆိုတာတကယ်ပဲလားဆိုတော့မဟုတ်ပါဘူးအန်လေဒီပါတီကမပြတ်ဘူးနော်တကယ်လို့အန်လေဒီပါတီပြတ်သွားအောင်တော့ဒီနေ့ကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာတွေပဋိပက္ခတွေကပြီးသွားမလားမပြီးသွားဘူးနော်အောင်ဆန်းစုကြည်အမေစုကြည်ပဲနော်တေဝါတယ်ပဲထားဟုတ်လား ဒီနေ့တိုင်းပြည်မှာဖြစ်နေတဲ့ပဏိပခါတွေပြဿနာတွေဟာပြီးသွားမလားမပြီးသွားဘူးဗျာနော်ဒီနေ့တိုင်းပြည်မှာဖြစ်နေတဲ့ပဏိပခါတွေရဲ့ပြဿနာအဓိကအရင်းခံအကြောင်းရင်းဟာပြည်သူလူထုဟာနိုင်ငံရေးမှာမှန်ကန်တဲ့နီးလန်းနဲ့ပအဝင်ခွင့်မရပဲသူတို့ကိုအမြဲတမ်းအပေါ်စည်းကနေပြီးတော့ဆရာလုံးလူဘာဝအုပ်ချုပ်နေတဲ့ငါတို့ပဲတိငါတို့ပဲတက်ငါတို့ပဲဆရာဆိုပြီးတော့ ရသမျှကိုအကုန်ခိုးပြီးတော့အိတ်ထဲထည့်ပြီးတိုင်းကြီးလုံးဆင်းရဲနေလို့ဖြစ်နေရတဲ့ပြဿနာအဲ့ဒီဖြစ်နေရတဲ့ပြဿနာတရားခံခင်ဗျားတို့လူယုံမှစစ်ဖို့ယုံတစုကြောင့်ခင်ဗျားတို့လူယုံမှစစ်ဖို့ယုံတစုကြောင့်ဒီတမတော်ကြီးရလဲဂုံတိတ်ခါကို လုံးလုံးမရှိတော့ဘူးအဲ့တော့ပြဿနာကို ပြဿနာရဲ့အရင်းခံအဖြေမှန်ကိုခင်ဗျားတို့နိုင်ငံရေးပါတီတွေနိုင်ငံရေးပါတီခေါင်းဆောင်တွေအမတ်လောင်းတွေအာဂရီတရား၄ပါးကို နေနိုင်သမျှနေအောင်လုပ်ခင်ဗျားတို့ပြောနေတာတိုင်းပြည်ကိုခင်ဗျားတို့တဲ့ချစ်တဲ့လူမရှိတော့ဘူးနော်တိုင်းပြည်ကိုခင်ဗျားတို့လောက်ကာကွယ်တဲ့လူလည်းမရှိတော့ဘူးလူငယ်တွေတည်ငင်းဆုံးနဲ့တည်နေတယ်မတရားစစ်မှုထမ်းတဲ့အချိန်မှာကျော်သာလင်းရဲ့တမိယဂျပန်မှာပညာသင်နေတယ်ဟုတ်တယ်နော်မဟုတ်ကဟုတ်ကတွေပြောနေတာမဟုတ်ဘူးအချက်လက်တွေပဲပြောနေတာရှင်းတယ်နော်ကျော်သာလင်းရဲ့တမိလည်းအမှန်ဆိုစစ်မှုထမ်းရမှာသွားတိုက်ရဗမောဗမောဖြစ်ဖြစ်ကြောက်ဖြူဖြစ်ဖြစ်လွတ်လိုက်ဗျာဟုတ်တယ်ဗလားသမင်းချက်ပေါ်အမှန် ဒီကြည်နံမတိုက်နိုင်ဟုတ်တယ်ဗလားအဲ့တော့ထားပါဇလန်းလွှဲရအောင်အဲ့တော့ကျွန်တော်ဆိုလိုတာက NLD ပါတီပြတ်သွားလဲအောင်စန်းစုကြည်သေးသွားလဲဒီနေ့တိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာတွေဟာခမားတို့တွေဒီစောက်ချိုးနဲ့သွားနေသည်မြတော့မှဖြည့်ရှင်းလို့မရเนาะ NLD ပါတီကြီးကလည်းခမားတို့တရားမဝင်တဲ့လူတွေရေးဆွဲပြတန်းတာတဲ့ဥပဒေကြောင့်ဘတော်မှမပြတ်ဘူးเนาะကဲအားလုံးပဲဒီနေ့ကတော့ဒီလောက်ပဲ အာနောက်အရင်အားလို့နောက်ထပ်နိုင်ငံရေးပါတီတွေခေါင်းဆောင်တွေအမတ်လောင်းတွေရဲ့သူတို့ပြောတဲ့စကားတွေကိုကျွန်တော်တို့ပြည်သူလူထုတွေစမ်းစစ်ကြအောင်ဗျာနော်ဟိုအတူရောင်ရွေးကောက်ပွဲကြီးဆိုပြီးတော့လေဒီတိုင်းလှုပ်ပေးလို့မရအောင်ကျွန်တော်တို့စမ်းစစ်ကြအောင်ဒီနေ့ကတော့ဒီလောက်ပဲ